plan or don အားလုံးလေနေမချက်တီမှာလေကျွန်တော် AI eSport အနေနဲ့တော့ကျွန်တော်ပြန်ပြီးကြည့်ရမယ် YG ဘက်ကတော့ကျွန်တော်ပုံမှန်လေးတိုင်းပဲ Lina Solution လေအပိုင်တိုင်းလုံးကြီးလို့ဗျာဒီ Flatina ရတာရဆိုလို့ရှိရင်100% win rate အခြေအနေကြီးတောင်ရှိတယ်အရင်ရှိ Shadow Strike နဲ့အားလုံးကတော့တောက်လျှောက်ထိုင်ပြီးတော့ပုတ်ထားလို့ရတယ်တခုပဲ Lady Face Rotation ရ Mid Prime ဆိုင်ရာမှာတော့ Farsa အနေငယ်တော့ပူပြီးအားတာရီလို့ပြောလို့ရတယ်ဗျာဟုတ်တယ်เนาะကျွန်တော် Blend နေလဲလာပြီးတော့နိုင်ငယ်လေးနှောက်ရှင်တဲ့သဘောလေးတွေးရတယ်ဒါပေမဲ့မရှာဘူးဗျာเนาะကျွန်တော်အပြန်အလှန်လေးပဲ Blend ရပြန်ပြီးတော့ကာလာသေးရဗျာ Online မှာလဲ Stick ကတော့ ဟီရိုနေချာရသူနိုင်ငယ်လေးနိုင်နေဗျာเนาะပြောလို့ Ruby ကလီလီတို့ဖြစ်နေနေတာတခုမှာလီဒါနေနဲ့ကောင်းကောင်းကြီးတော့ပြန်ပြီးတော့ဖျဲထားဖို့တော့ရှိလိမ့်မယ် Stick ကတော့သူအားလီမှာတော့အနိုင်တော့ဆော့မယ်ဗျာ Offensive Vanya ပြန်ပြီးတော့မရသေးတဲ့အတိုင်းမျိုးလေးတွေ Big Good Don't Run Who Fake နေရတော့ Kimmy ဖြစ်နေတော့ကျွန်တော်တို့ဒါနဲ့ Roger မဟုတ်ဘူးဆိုတော့ပြေးမှာတော့မဟုတ်ဘူးပေါ့เนาะအဲ့လိုမျိုးဆိုတော့ Ruby နေနဲ့ Lenny Match မှာကျွန်တော်တို့ Panelist ကဒီ Shawn တုံးတက်သွားသလိုပဲအရင်ကတော့ဒီလိုထန်လို့ရမှာတော့မဟုတ်ဘူးဗျာ तू က Kimmy Player ဆိုတော့ Joe ကတော့ net တယ်ဗျာเนาะ Kimmy ကိုနည်းနည်းလေးကောင်းကောင်းကြီး mention လုပ်သွားတယ်ပြောရမယ်ပွင့်လင်းလင်းပြောရရင်ကျွန်တော်ဒီလိုမျိုး matchup တခုကကျွန်တော်ဒီနေ့မနက်မှာပဲတခြားသော region MP မလေးရှားမှာမြေတွေးခဲ့ပြီးသွားပြီ SRG နဲ့ DMHK ပွဲစဉ်ရလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ Ruby နဲ့ကျွန်တော်ဒီ Kimmy match up အဲ့အချိန်တုန်းကလည်းကျွန်တော် SRG တောက်ရှောင်းနေကြရဗျဟုတ်တယ်နော်အဲ့တော့ဒီပွဲမှာဒီပွဲမှာလည်းကျွန်တော် Elite နေနဲ့ Lane Phase Control ပိုင်းကိုအကောင်းကောင်းကြီးသွားထားသေးတယ်ဗျအဲ့မဲ့ Legacy ချိန်ဒီမှာတော့ Level SP ရ Station နဲ့မနိုင်သေးဘူးလို့ပြောလို့ရတဲ့အချိန်ဒီဗျအဲ့ Level 4 Lock တိပုံမှန်လေးသူ Minion Wave စောင်းစောင်းရတဲ့ဘိုင်းနေ SP နေမယ်ဆိုလို့ရှင်တော့ဒါတွတ်တွတ်အမြတ်ပဲဗျ ဟုတ်တယ်เนาะအဓိက Ruby က level 4ရဖို့အဓိကပဲ level 4ရသွားလို့ရှိရင်ကုလောင်းလည်းရရင်တော့မကြောက်ဘူးဆိုတော့သူ့နေလေးလေး face မှာနဲနဲ့များအစဉ်ပြန်ပြီးတော့ပြေးွားနိုင်ကြတော့ရှိတယ်လက်ရှိချိန်ကတော့ပွဲကစားချိန်ကတပြေးပြေးနဲ့3မိနစ်လောက်ကိုရောက်ရှိလို့လာပြီ first to the 5စာပြီးတော့ပုံမတက်ပြီဗျာဒီတစ်ခေါက်မှာလည်းမင်းပါပဲเนาะကျွန်တော် blend နဲ့တူပဲ play ပေါ်ပြီးတော့တွေ့နေတယ်တော်တော်လေးတော့စပြီးတော့ပေါ်လို့ချိန်မှာမင်းပါပဲ platinum flicker လေးပါလေပြင်ပြီးတော့တုံးတာတည်းကြာ crash go overdrive တစ်ခါကလည်း blink ပြန်ပေးကလေးခဲ့တာတကူနောက်မှလည်း forsa နဲ့ air strike ပြန်ပြီးတော့ပေးတာဟန် yuri နေနဲ့ right time လာလို့ကြိုးစားရဆိုပေမဲ့ first start five မှာတော့ yg ပဲဆက်ပြီးတော့ဥဆောင်ထားရဆိုတော့အနီထားမျိုးလေးတော့ကျွန်တော်တို့ပြန်တွေ့လိုက်ရတယ်ဗောနော် data advantage ဒီ goal လုံးမှာသွားပြီးတော့နည်းနည်းဒါ impact ရှိသွားကြတယ်ဆိုတဲ့အခြေအနေမျိုးလေးတော့ပြောရလိမ့်မယ် offensive fire မှာတစ်ခါကကင်းပြီးအရင်သွားလို့တော့တိတ်မရသေးဘူးဗျာ anti grass thrust star လေးပြန်ပေးထားဆိုပေမဲ့ဆိုပေမဲ့ elita အားလေးကင်းမိနစ်ပိုင်းကြောင်းလိုမျိုး stitch ကို down shot ကြီး left push ပို့တော့မဖြစ်နိုင်တော့ဘူးဒီကကျွန်တော်ဒီ first start ရရှိသွားတဲ့အခြေအနေမှာ yg နေနဲ့ဒီ stitch ဆိုလို လို့ရှိရင်ကျွန်တော် level ASP ပို့ပြီးတော့များပြားလာတယ်ပေါ့နော် ultimate ရောက်သွားတဲ့ timing တွေမှာပြုဝင်လင်းပြောရင်ကျွန်တော်ဒီဒါ Kimini နဲ့တော်တော်လေးဒါသတိထားမဲ့ time တစ်ခုရောက်လာပြီလို့ပြောရမယ်။ချိန်မီ flick off နဲ့မှပေါသွားပြီဆိုလို့ရှိရင်ပြန်ပြီးတော့ show သွားနိုင်တဲ့အချိန်ဒီရက်ဗျာ။ကဲနော်ဆိုတော့ဘာလုပ်ကြမလဲဗျာဒီအချိန်ကြီးကတအားဟိုတော့ A ဆန်နေရဆိုတဲ့ခံစားမျိုးတော့ရတယ်ဗျာနော်ခံစားချက်မျိုးရနေတယ်ဆိုတော့အဓိကချစ်ပြက် protocol နဲ့မလာသေးလို့ပါနော်ကျွန်တော်ဆက်လေးနေမှာလိုက်ပြီးတော့ overdrive လေးလိုက်ပေးမယ်ဆိုရင်တော့မစိုးဘူးပုံမှန်လေး down shot ပဲ cutting ကော ပေးတော့မပေးထားသေးဘူးဗျာเนาะကျွန်တော်မဲဒီနေနဲ့လည်းပြန်ပြီးတော့အန်နဲ့အလီဘာလီပြန်သုံးရတယ်အောက်မှာလည်းစစ်ကိုကမ်းဖို့တော့ကြိုးစားနေတယ်ဗျာဒါပေမဲ့ရူဘီကို၃ရောက်ဝန်းကန်းနေတယ်ဆိုရင်ဒီထားမှာအဆင်ပြေရမလားဗောလေ စပယ်ဘန်ကွန်ထရီကောင်းလာရှင်နမောင်းရှော့ကထပ်ပြီးတော့ခက်တဲ့တခုပါတော့ပေါ်တခုနပိုင်းနဲ့ပြန်ပြီးတော့တွေ့ရအောင်မယ်ဆိုတော့ AI Sport အနေနဲ့ lane နဲ့ rotation ပိုင်းအနေမှာတစ်ဖက်ကကျွန်တော်တို့ဒါ chip ရဲ့နောက်နောက်ပိုင်းဒီသွားနေတဲ့ lane နဲ့ rotation ပိုင်းနဲ့ဒီရှင်ရဲ့မောင်းရှော့က timing တွေမတိုင်ခင်မှာသူတို့ကဂန်ဂန်သွားမလို့ရမှာဖြစ်နေမယ်ဗျာမဟုတ်ဘူးဆိုလို့ရှိရင်တော့ ruby နဲ့ cc တို့ထွက်လာခဲ့တဲ့ဒီ silent match တွေကိုသွားပြီးတော့ကာဖို့ဆိုတော့သူ့အနေနဲ့ gank မှုဆိုတော့အတော်လေးတော့ခက်ခဲသွားတဲ့အခြေအနေမျိုးလေးလည်းဖြစ်နေရပါတော့ faster grab ပါလာတယ် pick off နဲ့ဒီ long range damage ပိုင်းတွေမှာအတော်လေးအားကောင်းတယ် finding cutthroat နဲ့ follow up လိုက်မယ်ဆိုလို့ရှိရင် hero key တော့ရနိုင်တယ်ဒါပေမဲ့ဒီ နှမျိုးတော့အရန်အီးစပေါ့အရန်အီးတောက်လျှောက်ဖန်တီးလို့မရသေးဘူးဖြစ်နေတယ်။ဘေကွန်ပေါက်ထဲကနေထွက်လာပြီးတော့ Jordy Crushwood Overdrive သွားပြီးတော့ Goal Line ခံမဲ့အကွက်တွေလည်းကျွန်တော်စဉ်းစားအောင်မယ်။အချိန်ဒီတည့်ရလို့ကျွန်တော်ပြောရမယ်ဗျာ။သူတို့ chip ယူပြီးသူတို့ကိုယ်တိုင်ပဲ Yisan Shin နဲ့ဒီ Ruby ယူထားတဲ့ပုံစံတွေကဒီ chip draft ကို counter လို့ရတဲ့ဒါ Goal Line Fighter တွေထုတ်လာတာမဟုတ်တော့အရန်အီးစပေါ့အနေနဲ့အနေငယ်တော့အဲစဉ်းစားရတဲ့ခုတော့ဖြစ်လာပြီပေါ့နော်ဘန်ဖီဘာရောဝင်တိုက်မှုတော့ကျူးရနေသေးတယ်အန်နီတော့များတယ်ဗျချာချီဘာပြန်တော့တုံးထားတယ်လီနာရှိတ်ထားရင်းနေပဲ black နေနဲ့တော့ကျွန်တော် piano for speakers တွေနော်လာတောင်းလာတဲ့ပုံစံပဲဟုတ်တယ်ရားရားသလိုမျိုးလိုက်ပြီးတော့နော်ကျွန်တော်ယူရီနေနဲ့ဂျန်ကလေးကိုလိုက်နှောက်ခြင်းတဲ့သဘောလေးအမွေနောင်လေးပြန်ပြီးတော့လာနေသေးတယ်ဗျာနော်အမွေနောင်လေးတော့ သွားရှိတဲ့အနေအထားတစ်ခုမှာစတင်နေနေကတော့အဆင်ပြေနေသေးတယ်လို့ပြောရမယ်ဒီမှာလဲကျွန်တော်တို့ဘလင်းနေနေအောင်ဟောပါ air strike flicker ပြန်ပြီးသုံးထားသေးတဲ့နောက်မှာပြန်လှည့်ပြီးတော့လွတ်မြောက်သွားတယ်ဗျာအော် protocol ပိုင်းမှာလည်းတစ်ဖက်ကကျွန်တော်တို့ဒါ chip ကိုသူတို့မဖမ်းလိုက်လို့ဆိုရင်နည်းနည်းပြန်ပြီးတော့အနည်းငယ်ပြန်ပြီးတော့ရုံးကန်မဲ့ပန်းလေးတော့ကျွန်တော်တို့သွားပြီးတော့ရှိနေတယ်လက်ရှိမှာလည်း messy ပြန်ကြည့်နေကြတဲ့ခက်တဲ့တစ်ခုမှာတော့သူ့အနေနဲ့ RNH တွေပြန်ပေးထားပြီးတော့ ground နဲ့ unis ပူပေါင်းထားပြီးတော့ limit timing limit ခွဲ timing ဒီမှာ မအူဘန်ကောင်းကောင်းပြန်လို့ပေးနေကြတယ်ဆိုတော့ဒေတာမျိုးနဲ့ပြန်ပြီးတွေ့ရတယ်ပြတစ်ဖက်ကလည်း play down shot back line ဝင်လာတယ် chief နောက်က back line control protocol crash code drive ဒီမှာ yuri ပြန်ရလို့ channel ကနောက်တစ်ကော first blood elder ထပ်ပြီးတော့အစုံလေးတစ်စီးနေတယ်ပြန်ပေးခဲ့တယ် cutting call မှာ four man touch ချိန်ထားရတယ်ပဲရင်းကိုပြန်ပြီးတော့ elder double key နေတယ်အစုံတက်ခဲ့တဲ့အခိုက်အတန့်မှာ1 for 2 trade tartar over ian east ball ဆက်လက်ပြီးတော့တိမ့်ပိုက်ထားနိုင်ခဲ့ပါပြီ tony charge ကတော့ကျတော့လုံးဖြစ်သွားရင်နေထားတည့်ရလို့ပဲကျွန်တော်တို့ဆူရမယ်ပေါ့နော်တန်ပိုင်းမှာတော့သူတို့အနေနဲ့ပြန်ပြီးတော့ trade ထားတဲ့ပုံစံမျိုးတွေမြင်တွေ့ရတယ်ဗျအကေးကလည်းပြန်ပြီးတော့ဥဆောင်သွားတယ်ဆိုတော့ network ဘိုင်းမှာ200လောက်တော့သူတို့ပြန်ဆင်ပြေးသွားတယ်ပေါ့နော်ညောင်ဘယ် Finland ပြန်တော့ဖြစ်သွားတယ်။ Dina Glenwen နေပါတယ်ပြန်တော့ပြီးလိုက်ပြ။အလီတာတော့ကျွန်တော် Lady Face မှာတောက်လျှောက်ဒါ Spray နေပုံစံနဲ့ Feather Air Strike တစ်ချေးတိုင်းနေပဲ။အတွေ့အတွေ့ရဲ့အခြေအနေမှာတော့ကျွန်တော် PA7 အနေနဲ့ Feather Air Strike ကတော့သူတို့ချေးဝါမဲ့ပုံစံနေထားရှိရပြ။အပေါ်မှာယင်နေနေတော့ကျွန်တော်ဖွင့်လင်းပြော Uranus ကို Lady Face မှာရှင်ထင်းဖို့တဲ့ Mini ကက်ခံရတဲ့ Dan တွေတော့သူတို့နေခံစားရမှုတော့များတယ်ဗျာ။ကဲတော့အရေးကြီးတဲ့ခြေတကူတော့ရောက်လာပြီမန်စီဒီကောက်မှာလည်းအနေငယ်များဝိုင်းဖိတ်ကတက်ပြီးတော့သုံးထားသေးရဲ့ 不笑不笑，多多留着，谁能丢呗？看见电视上，别人那么的娇气，把家里把里边照顾周到给没了，不露嘛？不笑，一身鲜呢。 ရင်ရဲ့ဒီကတင်းကောတွဲလုံးဝယူင်းနဲ့ကိုတော့ပြတ်သွားသေးတယ်ဗျ။ Wise Bio Game ဆိုတဲ့ Academy တွေမှာတော့တော်တော်နေထားမျိုးမှာ CC Live Push တဲ့ဒီ Spare Band တွေအရင်ကတော့ခံစားနိုင်မှာတော့မဟုတ်ဘူးဗျ။ဆိုတော့ Crash Core စပြီးတော့ Blend နဲ့ Spare Band Combo လေးပြန်တော့ပေးထားခဲ့တဲ့အနေထားမျိုးလေးတော့တွေ့ရတယ်။တစ်ဖက်မှာလည်း Black နဲ့ Grow Barricade ပြန်ပေးထားပြီးတော့ Jungle Skirmish Fire နေမှာသူပြန်ချိနေရဆိုတဲ့အခြေအနေမျိုးလေးလည်းထပ်ပြီးတော့ရှိနေပြန်တယ်ပေါ့နော်။အဓိကကတော့ Riveria မှာချဖို့ကနည်းနည်းလေးတော့ခတ်နေခဲ့တဲ့အခြေအနေပြော။ Objective Fire ဒီမှာပဲ AI Esports အနေနဲ့သူတို့ရရှိထားခဲ့တဲ့ Momentum လေးကိုကောင်းကောင်းဆက်ပြီးတော့တည်ဆောင်ရမယ့်အနေထား။ Kimmy ကတော့သူနေနဲ့ Concentrated Energy ပြီးသွားပြီ။ Sky MPS ကထပ်ပြီးတော့ပြီးမှဆိုလို့ရှိရင်တော့နောက်ပိုင်း Elite ရဲ့ combination ကတော်တော်လေးကြောက်ဖို့တော့ကောင်းလာလိမ့်မယ်။လက်ရှိအခြေအနေမှာလည်းကျွန်တော် Blink အနေနဲ့ချိန်တိုင်း Elite ကိုတွားခမ်းမှုကိုကြိုးစားနေသေးရဲ့ဗျာ။ Positioning ဆောင်ဖိုင်းဆိုင်ရာရပြန် save ထားတဲ့အတွက်ကြောင့်တော့တိတ်ခမ်းမှုမလွယ်ကူနေရတာလို့ပြောရမယ်။ Uranus ကိုဖျက်ဖို့အနေနဲ့သူတို့အတွက်ဒါ Dominant Ice ပါမလာဘူးဆိုပေမဲ့ခုနကကရီစန်ရှင်းနဲ့ကျွန်တော်ရင်းနဲ့ပေါင်းပြီးတော့ဖျက်သွားတဲ့တပေါက်ကိုတော့ကျွန်တော်လည်းသတိထားရမယ် Magic အနေနဲ့။ဒါကရှော့သွားပြီးသွားလို့ရှိရင် Uranus ကိုကျွန်တော်ဖျက်ဖို့ Damage Calculation ကို YG ဘက်ကပြန်ပြီးတွတ်ဆလို့ရတယ်ဗျာ။ဟုတ်တယ်เนาะကျွန်တော် online မှာ stick ကိုဖျက်ဖို့ကြိုးစားတော်လေးတော့များပြီဒါပေမဲ့ပြဿနာပါလဲဆိုတော့

ဖန်ကမြဲလို့လို့ vision ပြန်ပြီးတော့ပြပီးတာပြီးတော့အချိန်မရွေးဒီဘယ်ကိုပေါ့တေးရနေပြီးတော့တောက်လျှောက်ဆိုဆိုလို့ blink ရောက်လာနိုင်ပြီးတော့ငါးငောင်းအောင်နေထဖြစ်သွားနိုင်တယ်ဆိုတော့ AI နေနဲ့လည်းအရင်ကြီးတော့ stick ကိုတတ်ချိန်ပြီမဲ့လဲတတ်ခွင့်မရတဲ့အချိန်မျိုးလို့ကျွန်တော်သုံးသပ်ရလိမ့်မယ်ဗျာဒီဘွဲကတော့အနှင်းငယ်လေးဒီနှစ်သိန်းရဲ့ကြားထဲမှာ idol လေးတွေကိုအချိန်ပေးနေလို့ခံစားတာသိတော့မချတော့ဗျာနော်။အဓိကအားလေးကမှချက်ပါတယ်လေပြန် save ထားလိုက်ပြီးတော့တို့ဒီတို့ရဲ့ confidence level ပြန်ပြီးတော့ရရှိလာပြီဆိုရင်အခိုက်အတန့်မျိုးတွေပေါ့။အနေနဲ့ငါတို့ဒီမှာ sign လို့တော့ရပြီ။ဒီတစ်ခါလည်းပဲ take down လုပ်လို့ရပြီဆိုတဲ့အရာမျိုးကိုနှစ်သိန်းစလုံးကပြန်တင်နေတဲ့အနေထားမျိုးလို့ပြောရ မယ်ပေါ့နော်အထူးသဖြင့် AI Sport အနေနဲ့ဒီပွဲကိုလုံးဝနိုင်လို့မရဘူးရှုံးလို့မရဘူးဆိုတော့ pressure တခုတော့သူတို့မှာလည်းလေးသွားပြီးရရှိနေတယ် regular season မှာဖြစ်နေတဲ့ဆိုတော့ဒီ Hindu Tower ကိုလိုရနေတဲ့ Bigo တစ်ပတ်လည်း state ပြောင်းပြီး offended တွေအမကတ်တရုတ်ချပိုင်းနားမှာ Elita Killing Spree တွေပါထပ်ပြီးတော့တိတ်ပိုက်ထားလိုက်ပြီဗျာဒီပွဲအတွက် first mission က stage ကိုသူတို့တက်ဖို့အတွက်ပဲပုံမှန် Messi နဲ့တော့ပြန် trade သွားပြီဆိုတော့တကောင်းတကောင်းပဲ protocol နဲ့ပြန်ထောက်တော်တော်လေး charge ကသူတိုက်ကိုတိုက်ပဲပြန်ပြီးရှင်းလိုက် Yuri MP87 ပဲဒီတကောက်တာတွေရောက်ယူသွားတယ်ဗျာနောက်မှလည်း Yuri တောက်လျှောက်ပဲပြန်ပြီးထွက်သွားခဲ့တော့မရှင်းနောက်မှကျန်နေခဲ့ပြီဗျာရှင်း ဒီတစ်ခေါက်မှာလည်းတယောက်တည်းသွားပြီးတော့ပိတ်မိနေရင်လည်းအလီတာ ဟီရိုကီ၄កောင်၄កောင်လုံးတယောက်တည်းယူထားတယ်ဗျာ။အော်မေကကီလော်ဒီကိုអော်နေခဲ့တဲ့ခါတခုမှာတော့ KB Solar City Fully Boss ပဲဖြစ်လာခဲ့တယ်ဆိုတဲ့ချက်တခုကတော့ကျွန်တော်ရန်ကုန် Lady Ghost တို့အရင်ပြောချင်မကောင်းတဲ့အနေထားမျိုးလို့ထီကိုမှာသွားကြနေတဲ့အခြေအနေမျိုးလို့ပြောရလိမ့်မယ်။တစ်ဖက်ကလည်း Nova Gate မှာကျွန်တော် 1K Goal Line လောက်ထိအရင် Esport အနေနဲ့စပြီးတော့ဥဆောင်လာတယ်။ Cutting Goal နောက်ကဖလာခဲ့တဲ့ Blaze တွေ Bangers တွေနဲ့ Backline Control သွားခဲ့တဲ့ရင်းရဲ့ CC ကလည်းကြခဲ့တာနှစ်ခါလောက်ထိတော့ပြန်ပြီးတော့ရှည်သွားပြီဗျာ။ဆိုတော့ CC တွေတစ်ဖက်က Ground နဲ့ Uranus ကိုကျော်လွန်ပြီးတော့ Backline Control နောက်ပိုင်းသွားဖို့ဆိုတာပို့ပြီးတော့လွယ်မယောင်းနဲ့ခတ်လာအောင်မယ်။မှန်ပဲ။ပြီးတော့ ော့ leader အနေနဲ့ sky player stack 20ကျော်လောက်တော့ပြန်ရသွားပြီလို့ပြောရမယ်ဗျာ early game မှာ early game မှာကလေး concentrated energy ပြီးသွားတယ် spare vamp နဲ့ဒီ hv တိုးလာတဲ့ဘိုင်းဒီမှာကျွန်တော် leader အနေနဲ့အဆင်ပြေလာရဲ့လို့ပြောမယ်ဒါဒီ token ပြီးထွက်လာခြင်းရဲ့ကျွန်တော်ဒီအကျိုးသက်ရောက်မှုတခုတော့တို့အနေနဲ့အပြေးဝသုံးချတာနိုင်တယ် data တည့်ရလို့ဆိုရမယ်ဗောနော် target 3ချိန်မှာလည်း2ချိန်ရတာတယ်အဝိုင်းကြီးဘက်ကတော့ကျွန်တော်ဒီ chip နဲ့ gun တာမျိုးတွေတော့အရင်သိမ့်မတွေ့ရသေးဘူးဗျာဒီခုနကတော့လိုမျိုး objective ဆိုင်တဲ့ချိန်မှာသာ portal connect လုပ်ပြီးတတော်နဲ့ charge နဲ့ lina ပြန်ယူပြီးတိုက်တာမျိုးတွေပဲမြင်တွေ့နေရသေးရဲ့ဗောနော်အရင်တော့မလွယ်ဘူးဗျာ AI ဘက်ကလည်းတို့ပြန်ပြီးတော့ ဲ့လိုခုနကလိုမျိုးဂိမ်းဝင်ရှုံးလိုက်ဆိုရဲအားတစ်ခုနဲ့ပြန်သွားနေရတာပေါ့နော်တစ်ဖက်မှာလည်းဝိုင်းဂျီနေနဲ့သူတို့ဒီဒီချိန်မှာတော့အနေငယ်လေးဟန်အောင်ပို့ပြီးတော့အချိန်ပေးနေတဲ့ပုံစံမျိုးပြအဲဒီမိုင်းဆိုင်ရာပြတင်းလာမှသာလင်ပြန်ပြီးတော့ဆိုင်လိမ့်မယ် still ပြန်ပြီးတော့ combination လောက်လာခဲ့မယ်ဆိုလို့ရှင်တော့ front line power ရန်တော်လေးတော့တောင်းနေခိုင်မှုရှိတယ်ဒီချိန်မှာလည်း item နှစ်ကွက်လောက်ထိပြီးတော့ still နေနဲ့တက်ပြီးတော့ပါလာပြီဒါပေမဲ့ Vasman ကတော့ရီဆန်ရှင်းနဲ့ကင်မီအားပြန်မှုဆိုတော့ဒီနေ့ရောက်ရဲ့ဂျားက item တွေပို့ပြီးတော့အရေးကြီးတယ်ဗျာ ကဲဒီမှာလည်းဆိုတော့မက်ဆီနီနဲ့ front line ထပ်ပြီးတော့သွားနေတယ် black okay two man audio ကို cover up လုပ်ထားပြီးတော့ editor ကိုကောင်းကောင်းပဲ power spike ဖြစ်အောင်ထပ်ပေးနေတယ်ဆိုတော့ space ကိုကျွန်တော်တို့အများကြီးသွားပြီးတော့တွေးရတယ်နောက်မှလည်း blink down shower crash code drive လေးပြန်ပြီးတော့သွားချင်တယ် 4v1 ညက်ကြီးညက်မိနေကြတဲ့ character တို့က crash code drive ဒီ corner မှာ 5v1 ပြန်ပေးကြတဲ့ character တို့အပိုင်းမှာတော့ blink တန်းကြလို့ border bound ကိုအရင်လာလို့မရဘူးဆိုတော့ character တို့က beacon lane stage ပြန်ပေးခဲ့ရမယ် 3v1 မှာတော့ ruby ပြန်ပြီးတော့ forward ထောင်းမှာ mighty swing ထပ်ပေးတယ် charge တွေအမ 3v1 လေးပဲ air strike ထပ်ပါလာတယ်ခန်းပြန်ထွက်လာတယ်ကဲတော့တခုမှာ cyclone ပြန်နေတော့ offense မှာ spare ban control ပြန်လုထားရတယ်ပဲ 1g ပြန်ပြီးတော့ forward target ပေါ့ဗျကျွန်တော်ပြန်ရှောင်သွားတဲ့တပောင်းကိုတော့ကျွန်တော်ပြန်ပြီးတော့မြေတွေ့ရသေးရဲ့ဗျာလက်ရှိချိန်ဒီမှာတော့ကျွန်တော်လုံးဝပေါ်လာခဲ့ပြီဆိုတော့ AI eSport အနေနဲ့ start run လို့ရတယ် blink time က0 second ဘေးကပေါက်တဲ့ကနေသူပြန်လာလို့တော့ရတဲ့အချိန်ဒီတရတော့ရှိရဲ့ဗျာချိန်မှာ messi ရင်းကိုတော့ပြန်လိုက်ကပ်ထေးထားတယ် retribution ကရူရီပဲပြန်ရသွားတဲ့အချိန်ဒီမှာ AI အနေနဲ့ဒီ first long impact နဲ့အတူတူ tiger attack ကိုပြန်သွားလို့ရတယ်ဒါပေမဲ့ဒီချိန်ကတော့နည်းငယ်ပြန်စိမ့် ်းဆိုင်တာပဲပူကောင်းပါလိမ့်မယ်ဟုတ်တယ်เนาะကျွန်တော်ဂိုးလင်းကိုဘက်စမန်မသုံးခဲ့တဲ့နေသားတစ်ခုမှာတော့เนาะအနေငယ်လေးပြန်ပြီးတော့ဒါကြည့်ရမယ်ဆိုလို့ကျွန်တော် WG နေနဲ့နေပါလာခဲ့တယ်လို့သုံးသပ်လို့ရတယ်။ STF Ruby တွေလည်းကျွန်တော်တခါတော့ပဲကြာလာခဲ့ဆိုနေမဲ့ Milidi Battle ဆိုင်တဲ့နေရာမှာ Mili Hero တကောင်နေနဲ့အများကြီးပို့ပြီးတော့လောကကံရခက်ခဲလာတယ်ဗျာ။အဓိက ရွေးနဲ့ရဲ့အဲ့ဒီပြုံမှာ grow ရဲ့ front line power ကတော်တော်လေးအားကောင်းနေတယ်။နောက်ကနေပြီးတော့လဲ far သွားတော့ပါတော့ round damage ပေးနေရလဲပါတယ်။အခုလဲ low နဲ့တူပဲ make ကနေပြီးတော့ AI Esports အသင်းထပ်ပြီးတော့ PR တော့ပေးလာပြီ။ Okay လက်ရှိမှာလဲကျွန်တော်တို့ AI Esports နော် gap ကတော့ 2.2k goal leading ပြန်ရှိလာခဲ့တဲ့ခိုင်တဲ့တစ်ခုမှာတော့ဒီ UNS နဲ့ grow သွားနေခဲ့တဲ့ map control time ကို 1G ဘလို့မှပြန်ပြီးတော့တုတ်ပြန်ထားလို့မရအောင်ဆိုတော့အနေထားမျိုးလေးလဲကျွန်တော်တို့ပြန်တွေးရတယ်ပေါ့နော်။ဆိုတော့ stage အဓိကတော့ goal နဲ့ match ပါနေမှာ pure must man ပါလာခြင်းမရှိပဲနဲ့ platinum လိုမျိုးနဲ့နည်းနည်း ဒီပုတ်ကလေးရတဲ့ကောင်မျိုးလေးတွေတစ်ဖက်ကပြန်မဲ့ Spike Justin ကိုပြန်အားကူရတဲ့ Mage တွေကတကယ်တကယ်ဗက်တန်နီလာငါလာဆန်တဲ့ချိန်မှာအများကြီးကိုပြတ်ထိတယ် Garden Goal Crash Goal Drive Backline of Phantom ပြင်ဆင်မှာတန်းကြံရပဲချက်ရှိကြတဲ့ Messi Area Dominance မှာ 3v1 နဲ့ Tronic Charge တွေထပ်ပြီးလာတဲ့ 3v1 နဲ့ Mustache ထပ်ပြီးလွတ်မြောက်နေတယ်လို့ Yuri အောက်မှာလက်တာတော်ဝထပ်ပြီးအဆုံးသတ် 3v2 ဆက်ပြီးတော့ရှိနေကြတဲ့အခက်တမှာ AI Esports Channel ကတော့ First Tower ကိုပါ Fame Fight ထားပါဦးမယ်ပြန်တော့လာအောင်ပါဗျာမင်းမရှိ First Tower တော့ပြန်ပြီးတော့ရပါတယ်တော်နေ Charge ကိုသူပြန်ကားတဲ့အချိန်ဒီမှာ Plane နဲ့ Crash Over Drive ချန်နေကြတဲ့အချိန်ဒီမှာတော့ပြန်ရှောင်းထား င်းနဲ့ပဲ flick ကပေးလိုက်ရပြီဗျာ map control ဘိုင်းဆိုင်ရာရတော့ AI eSport အနေနဲ့ side lane တစ်ခုလုံးမှာ second target နေတော့ပြန်ပြီးတော့ရသွားတယ်လို့ကျွန်တော်ပြောလို့ရတယ်ဗောနော်ဒါပေမဲ့ခုနကတော့အချိန်တိုင်းမှာ blink အနေနဲ့ကြီး crash core overdrive မှာ protocol နဲ့လောက်ဖို့ PA စဲမောင်ရှာတေသွားတဲ့အချိန်မှာ ဘလင်းနေနဲ့အကျော်ဒီဘလက်နေနဲ့အရန်အတူတထောင်းနဲ့ charge မတုံးသွားလို့ပြတကယ်တော့ protocol နဲ့အချိန်ဝင်တဲ့အချိန်9000လောက်ဝင်သွားပြီးတော့ charge ရဖြတ်တိုက်မယ်ဆိုရင်ဒီတန်ဒီကိုလည်းကျော်စဉ်းစားအောင်မယ်โอเคเนาะနောက်မှလည်းတကောင်လည်းဖြစ်နေခဲ့တဲ့ blink flicker လေးကလည်းမရှိတော့နေတာတကောင်မှနောက်မှ fan ဒီ yuri ထပ်ပြီးတော့ရောက်လာပြန်ပြီးတဖက်မှလည်း offending ပြန်ကာထားလို့သာအင်းငယ်လေးတော်သွားတယ်ဗျာတကယ်တော့ကျွန်တော်ဒီချိန်က yg က ကျော် crowd control ဝိုင်းဆိုင်ရာရအများအထိတ်တိတ်လို့ရတဲ့အနေထားလို့ပြောလို့ရတယ်ဒါပေမဲ့ကျော်ဒီ AOE crowd control နဲ့ဒီ airbow တင်ထားတဲ့အရာအချိန်ကြာကြီးဖြစ်နေတာဆိုတော့ farsa ground farsa တွဲလုံးဟာကျတော့ဒီ powerful ဖြစ်ခဲ့တဲ့ combo တခုလိုပဲအဲ့ farsa အဲ့ဒီတွဲလုံးမိသွားတာနဲ့ AR တောင်းချောက်ကြီးဝင်လာတာဗျပြီးတော့ကျော်ဒီ leader source power spike ဖြစ်နေရလဲပါတယ်ပေါ့နော် versus the series ရဲ့ game နဲ့မဟုတ်မှာ AR နည်းနည်းလေးကျွန်တော်ပြန်ပြီးတော့ရှုံးနေထားခဲ့တဲ့အခြေအနေမျိုးနော်ဒီတစ်ခါမှာရှေ့ရပွဲမှာတော်တော်လေးမြူးခဲ့တဲ့ကိုယ်ဝင်နေနဲ့ကျွန်တော် AR ရှုံးနေတဲ့အချိန်မှာအရင်မမြူးနိုင်ဘူးဆိုတော့ဒီတစ်ခါမျိုးကျွန်တော်ပြန်ပြီးတော့တွေးနေရတယ်ဆိုတော့တွေးနေရတယ်ဆိုတော့ vehicle လေးပါလေသူ့အနေနဲ့ 第漂浮的路，二那个，看一下秒。<laughs> မေကင်မင်းတို့တိုင်ပိုင်းရှားတွေမှာတစ်ဖက်က AI Sport အနေနဲ့ကောင်းကောင်းကြီးပြန်ပြီးတော့ဥဆောင်ထားနိုင်ခဲ့တဲ့အပိုင်းလေးတွေတော့ရှိတယ်ပေါ့နော်အဓိကတော့ Uranus နဲ့ဒီ Dawson Grock Mac Control သွားနေတော့မထိနိုင်သေးဘူးဒါမှလည်းပဲ Crash Core Drive ရဲ့ Chip Flying လို့မဲ့ timing ကိုလည်းကျွန်တော်တို့အရင်ပြောလို့မရသေးဘူးပေါ့နော်တော်တော်လေး fully possible ဖြစ်နေခဲ့တဲ့ Elite ရဲ့ Kimmy သာ Shutdown ကြီးပေးရမယ်ဆိုရင်ရောဒီနေ့လေးကျွန်တော်တို့ဒါပြီးခဲ့တဲ့ရှေ့ကပွဲစဉ်တွေမှာတွေ့ခဲ့သလိုပဲ Turning Point သွားပြီးတော့ဖြစ်နိုင်သေးတယ်ဟုတ်ကဲ့ Win ပြီးထားရင်နော် Fully Trace ပြီးဖို့တိတ်မလို့တော့ဘူး Goal နဲ့ကောင်ချားထဲမှာ 2K တောင်ကွာနေကိုယ်ကြီးလှုပ်ပေါင်နဲ့30ချက်လေးအဓိကတော့ဒီ Ruby Goal လေးဆိုတော့အဲ့လိုမျိုးစူးချမ မှာပဲရမှာဗျာเนาะအဲ့လိုမျိုးစူးချရတဲ့နေရာမှာလဲတပတ်ကကေမီတို့ဘာလို့လိုက်ပြီးတော့ဒါနောက်ကနေပြီးတော့ follow လုပ်မယ်ဆိုလို့ရှင်တော့လဲစိုးတော့မစိုးဘူးဗျာဒါပေမဲ့ရေဆန်ရှင်းဖြစ်တဲ့ဟန်အောင်လဲမိသားလို့တော့မရအောင်တော့ဒီဘက်မှာ Batman ပေါ့ဆိုပေမဲ့ Jungle Room မှာ Batman Peter နေတာဒီမှာလဲ Bayern နေတာလဲမ Yuri ဲ့တော့လေးရောယုံသွားပြီးတော့ပြရပြီးတော့ကျိုးသွားပြီ။နောက်မှလည်းဘလင်းဖီးရပြီးသားသေးတယ်ဗော။ဗတဲ့ရင်ဆိုင်မှရမှာနော်။တော့ရင်ဂိမ်းမယ်ဆိုလို့ရှိရင်တိတ်တော့မလွယ်တော့ဘူးဗျာ။ Holy Crystal Red and ပြီးသွားရတဲ့ဖက်ကလည်း Backline Oliver Yuri လက်ချီနေကြတဲ့ခါတက်ခုမှာ Crash Core Drive လေးပြန်ပြီးတော့ပေးခြင်းနဲ့ Blink နဲ့ 1v1 Overdrive မှာ Force Astro Eye ပြန်ပြီးတော့ပြတ်တဲ့နောက်က Damage တွေအောက်မှာ Messi Front Limitation ကထပ်ပြီးတော့ရှိနေသေးပဲဗျာ။နောက်မှလည်း 4v5 Saturation 3ရတာ Crash Core Overdrive မရှိတော့ဘူးဆိုပြီးခါတက်ခုမှာ Stage နဲ့ Backline Control ကိုပြန်သွားဖို့တော့ကြိုးစားတယ် Offending ပြီးကို Yuri တို့ပြီးနေတဲ့ Watch ပြတ်တယ်ဗော။ Oh Lina Low ထပ်ပြီးတော့အဆုံးသက်ဂျန်ကတန်းတောင်း Shot Don't care by you, two man down. 可别给那个 pussy 奥马，只要 care by you，那 do three man down。现在你给他马子偏对呀，那 four plus one 的奥马，Yeah, eastward 的狗，只不过那 turn 的狗偏比较偏左，他来呀，宝贝。阿拉红州偏左，阿拉偏右州当兵呐。他给路边左二路边州偏往那边。O.K.，A.J. 左二的真的，他给左二的偏右二的。No，他转的价钱是个人按命的偏可会涨来的，你莫歪着罗啊，宝贝。你莫莫歪着呢，你这这这这狗娘们，你偏塞呗，他偏转的。 န်ဂိမ်းနံပါတ်2ကိုလည်း YG တောက်လျှောက်ပဲဟဲ့ကြိုက်ချိုးနေပြမက်စီတယောက်တည်းကာဘိုးဆောင်ပြနေတဲ့အဆုံးပါဂိမ်းနံပါတ်2ကိုလည်း YG တပ်ပြီးတော့ရယူသွားခဲ့ပါပြီဗတ်တေးတပုံးကနော်အချို့အပြောင်းလဲပြစ်သွားတဲ့အရာတစ်ခုလိုပဲကျွန်တော်ပြောရမယ်ဗျာတကယ်လို့အန်သင်းစီကကောင်းတဲ့အခိုက်အတန့်မျိုးတကယ်လို့ပဲကျွန်တော်တို့ကြည့်ရှုနေတဲ့ညီကိုတွေအားလုံးကျွန်တော်တို့တင်ဆက်နေတဲ့ညီကိုတွေအားလုံးကိုပါမြင့်သက်သွားမိစေတဲ့အခိုက်အတန့်မျိုးတော့ရန်ကုန် Gladiators ဖန်တီးသွားခဲ့တဲ့အခြေအနေပြာ Oh my gosh ကိုဝင်နဲ့ကျွန်တော်နဲ့ကျွန်တော် reaction ကဘယ်လိုဖြစ်သွားလဲဆိုတော့စားရပြာတကယ်ကိုအကုန်လေးပေါ်မှာမြောက်တက်သွားတာကျွန်တော်ကျစီပြောမစလို့ရှင်တော့ဘယ်လိုလဲဆိုတော့လုံးဝပါနေတဲ့အချိန်ဒီလောက်ရဖို့အတွက်၄ရောက်၅ရောက်ဖြစ်နေတယ်အနေထားမှာ YG ရဲ့ game play ကအမတန်အောင်ဖို့ကောင်းတယ်လီနာနဲ့တူပဲစတိုရဲ့ right down တွဲလုံးနေရတော်တော်လေးကိုလှုပ်ဖြစ်ခဲ့လို့ကျွန်တော်ဒီနေရာမှာသုံးသပ်လို့တော့ရတယ်ဗျ။ wine chat တွေပါပြီးအော်တော်တော်လေး chat တွေပါပြီး